တောင်တာမြို့နယ်မှာချောင်းရည်ကြီးနေတော့ဖြတ်ကူးတဲ့ခရီးသည်တင်ကားတစီရေထဲမျောပါသွားပြီးတော့မိုးဆက်လက်ရွာသွန်းနေတဲ့အတွက်ကားကိုမသိမ်းနိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်ဒီသတင်းကိုတော့ theory ပြပို့ထားပါတယ်ရှင်မန္တလေးတိုင်းတောင်တာမြို့နယ်မှာမေလ25ရက်နေ့ကမိုးဆက်မပြတ်ရွာသွန်းနေတဲ့အတွက်စင်တဲဝါချောင်းမှာရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်မေလ26ရက်နေ့နေ့လယ်တနင်္ဂနွေဝန်းကျင်မှာစင်တဲဝါချောင်းကိုဖြတ်ကူးချိန် ခရီးသည်တင်ရင်တစည်းရေထဲမျောပါသွားခဲ့တယ်လို့သိရပါဗျ။ခရီးသည်တင်ရင်ပေါ်ကခရီးသွားပြည်သူတွေကိုတော့ရွာသားတွေကကဲတင်နိုင်ခဲ့တဲ့အတွက်အားလုံးလွတ်မြောက်ခဲ့ပြီးကားကတော့ရေထဲနှိမ့်ညွန့်နေပြီးတော့မေလ29ရက်နေ့နေ့လယ်ပိုင်းထိမဆက်တင်နိုင်သေးဘူးလို့သိရပါဗျ။စင်တဲဝါချောင်းဟာနှစ်စဉ်ရေကြီးနေကြဖြစ်ပြီးတော့မိုးရသည့်ရောက်တိုင်းအသွာလာခက်ခဲတယ်လို့ဒေသခံတွေကပြောပါဗျ။မိုးကထက်ရွာနေတော့ 哦，他要要嘛，这一块你看，这属于那个什么，他摸里边包了，煮的这个嘛，弄点盐水，略点，光略点，我还在家，我还在家嘛，嗯，对的。这家家里有电脑包了，注意了点。一家就可以做家里有，可能家里有做点那个什么，没得办法人家。这家那是一个姑来着，我阿妈，刚才那阿哥在做，刚才那姑奶奶在做，阿哥在做，刚才那家里有阿娘在做，就当归了，是嘛？那年纪大了嘛，这家就只来奶奶。 စီကားတွေလည်းအလုပ်ဆက်နေတာဆိုလို့ဆက်ဆက်ဆက်လိုက်ရတော့အဲမှတွေ့မယ်နဲ့ဖြစ်သွားမြန်မာနိုင်ငံမှာတစ်တော်ပြုံးတိမှုကြောင့်မိုးရွာချတဲ့အခါမိုးရေကိုထိမ့်ပေးနိုင်တဲ့တစ်ပင်တွေမရှိတဲ့အတွက်မိုးရွာဒီရောက်တိုင်းကဘာပြူရာနဲ့ရေကြီးရေရှမ်းမှုတွေကြုံတွေ့နေရတယ်လို့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းသူတွေကပြောကြပါဗျစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပြည်ရန်ညွှန်ကြားမှုဦးစီးဌာနကတော့မေလ26ရက်နေ့ကနေဇွန်လ2ရက်နေ့အထိမန္တလေးတိုင်းအပါအဝင်မြန်မာနိုင်ငံနေရာအတော်များများမှာ နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထချုံရွာပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါဗျာ။ကျွာရဲမိုးရင်ကမှဒီဟာအရင်တော့ရတဲ့စာလို့ရှိရဲ့အခုပေါ်ပြီးတော့ဘုရားလေဘိုးရဲ့မိုးရတဲ့ရက်ကပြည်ပြည်သာသာပြောင်းမသွားဘူးဒါပေမဲ့မိုးရင်ကမှကဘုရားလားမိုးရတဲ့ရက်ကမပြောင်းဘူးမိုးရင်ကမှတိုးလာတယ်ဆိုမိုးရတဲ့အချိန်မှာအောင်းငင်မိုးကနေကြီးကြီးရတော့ချလို့ ဖြစ်လာတာအဲ့ဒါကညာပြီးအဲ့မြန်မာပြည်ဟာယာတိစုဖောက်ပြန်ဆိုကြောင့်ဖြစ်လာတဲ့သဘောက BNP တဲ့ပြန်ဆိုင်လုံလို့နေရာတွေတိုက်ရိုက်နေတာဖြစ်တယ်ပင်လယ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်းရဲ့တက်ရောက်မှုကြောင့်မေလ29ရက်မှမေလကုန်31ရက်အထိဆွန်လာဇန်း2ရက်နေ့အထိနိုင်ငံအနှံ့အပြားမှာမိုးများနေပြီးတော့အနောက်တောင်ဘက်တုံလေးကျောင်းမိုးဥကာလာမိုးနဲ့မိုးရွာသွန်းခြင်းဆက်သွားနိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ကျမဒီရီပါ။